Hello, welcome to my channel. ဒီ vlog မှာတော့ကျွန်တော်ဂျာမနီသွားတော့ငါစီးခဲ့တဲ့ Turkish Airlines ရဲ့ flight ပေါ်မှာဘယ်လို service တွေပေးလဲဆိုတာပို့တူတာအနေနဲ့ share လုပ်ပေးထားရမလို့စိတ်ဝင်စားရဲဆိုရင်ဆက်ကြည့်လို့ရပါတယ်။ကျွန်တော်စီးခဲ့တဲ့ flight ကစင်ကာပူကနေထွက်တာပါ။ဒါပေမဲ့စင်ကာပူကနေဂျာမနီကိုတန်းသွားတဲ့ flight မဟုတ်လို့ Turkey နိုင်ငံမှာရှိတဲ့ Istanbul လေဆိပ်မှာနောက်ထပ်လေယာဉ်တစ်စီးပြောင်းစီးပြီးတော့ transit လုပ်ရပါတယ်။ class ကတော့ economy ပါပဲ။ အခုစီနီယာကတော့စင်ကာပူကနေအစ္စတန်ဘူကိုသွားမယ်ပထမ flight ပါစီရမယ့်အချိန်ကတော့12နာရီလောက်ကြာပါမယ်လေယာဉ်ထဲကိုဝင်လိုက်တာနဲ့ခုံတိုင်းမှာခေါင်းအသေးတစ်လုံးစောင်းပါတစ်ထည်ပြီးတော့ရှေ့ရတက်ဘလက်ကြီးရင်သုံးဖို့ဒီလိုနှစ်ချက်ထည့်ထားတဲ့အိတ်တစ်ခုစီကိုကြိုပြီးတော့ခြားထားတွေ့ပါတယ်လေယာဉ်တက်ပြီးမိနစ်20လောက်နေတော့ flight attendant တွေက ခီးသေးတိုင်းကိုဒီလိုမျိုးအိတ်လေးတွေတအိတ်စီလိုက်ပေးပါတယ်အိတ်ထဲမှာဘာတွေပါလဲကျွန်တော်ထုတ်ပြမယ်နော် လေမမအရာမှာဆိုတော့ဖနှက်ချွတ်ထားပြီးခြေအိတ်လဲခြင်းလဲလို့ရအောင်ဒီလိုခြေအိတ်တစုံပါတယ်အိတ်တဲ့အချိန်မှာမျက်လုံးကိုအုပ်ထားလို့ရတယ်ဒီလိုမျိုး sleep mask တစ်ခုပါတယ်ပြီးတော့လေရင်ပေါ်မှာစီးခြေရင်စီးလို့ရအောင်ဒီလိုမျိုး slipper ပါတစုံလဲပါပါတယ်ဘေးကအထံတွေမကြာရအောင်နားပိတ်ပြီးတော့အိတ်ချင်နေဆိုရင်နားကိုဆိုးထားလို့ရတယ်ဒီလိုမျိုး ear plugs တစုံလဲပါတယ်ပြီးတော့သွားတဲ့အချိန်ကြောင်းပါတယ် သွားလိုက်စေဘူးအသေးလေးတပူလည်းပါပါတယ်အဲ့ဒီအိတ်လေးပေးပြီးခဏနေတော့ရေတန့်ဘူးတပူလာပေးပါတယ်ပြီးတော့နှွေးနှွေးလေးဖြစ်နေတယ်ဒီလိုမျိုးဝတ်ထားပါလေတခုလည်းလာပေးတယ်အစားစားခံနေဆိုတော့လက်တုပ်စီခြင်းလို့လာဒါမှမဟုတ်မနှက်စောဆိုတော့မျက်နှာတုပ်ဖို့ပေးရလာတော့မသိဘူးအဲ့ဒါတွေပေးပြီးခဏနေတော့လေရင်ပေါ်မှာဘာစားတောက်တွေကျွေးမယ်ဆိုတာရေးထားတယ်ဒီ menu card လေးထပ်လာပေးပါတယ်ဒီ flight က12နာရီလောက်မှောက်မှာဆိုတော့အစားတောက်ကနှစ်ခါကျွေးမှာပါ ီဟာကခဏနေကြည့်မယ်ဟာပေါ့နော်ဒီလဲမှာရေးထားတဲ့ please choose from our selection ရဲ့အောက်က scramble eggs or pancake တဲကတခုကိုရွေးလို့ရပါတယ်ဒီပုံမှာရေးထားတဲ့ season of fresh fruit တို့ assorted cheese တို့ပြီးတော့ဒီအောက်က butter jam bread တို့ကတော့ပါကိုပါမဲ့ side dish တွေပါ flight ကစင်ကာပူကနေမနက်9:00နာရီထွက်လာတာဆိုတော့ ခုခြွေတဲ့ဟာကမနှက်စာအနေနဲ့စာရမှာမလို့ကျွန်တော်ကတော့တို့လာမေးတဲ့အချိန်မှာ scramble x ကိုပဲယူလိုက်ပါတယ်။ကဲဒါဆိုရင်စားလာအောင်မယ်နော်။စားကြရလာပေပီ45မိနစ်လောက်နေရင်ဒီအရွေကိုသူတို့ပြန်လာသိမ်းပါတယ်။ကဲစားလို့ပြီးပြီဆိုတော့ movie တကားလောက်ကြည့်လိုက်ပါဦးမယ်။ မနက်9:00နာရီ flight ဆိုတော့ check-in အတွက်မနက်အစောကြီးထားတာလို့တင်တယ်။ movie ကြည့်နေရင်လည်းအိမ်ကိုင်းလာလို့ဒီလောက်အိမ်လာအောင်မယ်နော်။ကျွန်တော်ပြန်နိုးလာတော့ Istanbul ကိုရောက်ဖို့3နာရီလောက်ပဲလိုရတာဆိုတော့ခဏနေရင် second meal ကျွေးတော့မယ်တင်တယ်။ဘာကျွေးမှလဲဆိုတာမနက်ကပေးထားတဲ့ menu card မှာတစ်ချက်လောက်ပြန်ကြည့်လိုက်ပါဦးမယ်။ side dish တွေကတော့ beetroot salad ရယ် garden fresh salad ရယ်ပါတယ်။နေ့လယ်စာဖြစ်သွားပြီဆိုတော့အချို့ဘွယ်အနေနဲ့ chocolate cake ပါမယ်။ main dish ကတော့ please choose from our selection အောက်က chicken masaman နဲ့ turmeric rice ကိုယူလိုက်ပါတယ်။ Okay Istanbul ကနေ Germany ကိုဆက်သွားဖို့နောက်ထပ်လည်နေစီပြောင်းမစီခင်ဒီ flight ပေါ်မှာကြွေးရနေလဲစားလေးစားလိုက်ပါအောင်မယ်။ကဲ Istanbul လေးစေးကိုတော့ရောက်ပါပြီခဏနေရင် Germany ကိုဆက်သွားမယ် transit flight ပြောင်းစီဖို့အတွက် boarding gate ကိုသွားလိုက်ပါဦးမယ်ကဲဒါကတော့ transit flight ပေါ်မှာကြွေးရတဲ့ညနေစာလေးပါ ူကတော့၃နိုင်လောက်ပဲကြာမှာဆိုတော့တနက်ပဲကြွေးပါတယ်။အဲ့တော့ခုကြည့်နေတဲ့သူက Turkish Airlines က economic class flight ပေါ်မှာဘယ်လို service တွေရလဲဆိုတာကိုသိချင်နေတဲ့သူဆိုရင်တော့ div log ကိုကြည့်ပြီးတော့ကျင်းနေလိမ့်မယ်လို့မျှော်လင့်ပါတယ်။တကယ်လို့ Turkish Airlines စီးပူးရဆိုရင်လည်းသူရဲ့ service နဲ့ပတ်သက်ပြီးတော့အမြင်လေးတွေရှိရင် comment မှာ share လုပ်ပေးကြပါအောင်ခင်ဗျ။တခြားသိချင်တာရှိရင်လည်းမေးလို့ရပါတယ်။ကျွန်တော်ဒီတစ်လောက်ပြန်ပြေးပေးပါမယ်။ ဒီ vlog ကတော့ဒီလောက်ပါပဲအသုံးဝင်တယ်လို့ထင်တယ်ဆိုရင် like and share လုပ်လို့ရပါတယ်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ခဲ့ဖို့မေ့နေအောင်เนาะကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုတစ်ခုမှပြန်တွေ့ကြမယ်ကျမ်းမာပျော်ရွှင်အဆင်ပြေပါစေ bye bye